ီတိုင်းဆိုရင်ဒီ Miss Universe မြန်မာပွဲအနေနဲ့ပေါ့နော်နောက်နှစ်တွင်မှာဒီရှစ်တိုးပြီးတော့သူတို့ကျင်းပသင့်တယ်လို့မြင်တယ် April ဖြစ်ဖြစ် May ဖြစ်ဖြစ်ပေါ့နော်ဂျွန်လာမဟုတ်ဘဲနဲ့ဘာကြောင့်လဲဆိုတော့ဒီ Miss Super National ပွဲကသူကဂျွန်လာမှာကျင်းပလိမ့်ရှိတယ်ဒါသူတို့ရဲ့ကျင်းပွဲရာသီပေါ့နော်အဲ့လိုမျိုးဆိုတော့ Miss Universe မြန်မာ organization လက်အောက်ကပဲ Miss Supranational မြန်မာဆိုတာထွက်တာပေါ့နော်ဆိုတဲ့အခါကျတော့အခုဆိုလို့ရှိရင် Cherry Moon အနေနဲ့သူပြင်ပြိုင်နေတယ်ဒါမဲ့လည်းသူကိုပြိသက်တွေကအားပေးတဲ့ပြိသက်တွေရှိတယ်ဆိုပေမဲ့လည်း tin the law reach မရောက်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအာ pageant fan တွေအနေနဲ့ကကြတော့ဒီပြည်တွင်းမှာတဲ့ Miss Universe မြန်မာအစ်စ်ဘယ်သူဖြစ်လာမလဲဆိုတာကိုဒီပို့ပြီးတော့ ီလုံပန်းနေတယ်ပြီးနောက်တစ်ခုကကြတော့ဒီ Miss Universe မြန်မာ organization Cherry Moore ရဲ့ဒီ Megan organization ကလည်းဒီဖက်မှာဒီ Miss Universe မြန်မာအစ်စ်ပွဲအတွက်သူကလုံပန်းနေရတာဖြစ်တဲ့အတွက်ကြောင့် Cherry Moore ကိုအရင် support မပေးနိုင်တာကိုတွေ့ရတယ်ဗောနော social media မှာအစအရင်ဒီအာဟို အာ promote မလုပ်ပေးနိုင်ဘူးပေါ့နော်အာ super national မြန်မာ team ကခိုင်နိုင်ဆိုရင်မဲ့လည်းတကယ်တကယ်ဆိုလို့ရှိရင် cherry mo က miss universe မြန်မာ organization လက်အောက်ကနေသွားတာပေါ့နော်ဆိုတော့ဒီဒီလိုမျိုးပြဿနာရှိတယ်ပေါ့နော်ဆိုတော့ဒီအရာကိုဖြေရှင်းဖို့အတွက်ဆိုလို့ရှိရင်ဒီ miss universe မြန်မာဘွဲကို မေတို့ April တို့လောက်မှာကျင်းပမှာပဲလေဒီပြဿနာရှင်းမယ်ပေါ့နော်နောက်ကြမှာကျင်းပမယ် July တော့ August တော့မှာကျင်းပကျင်းပမယ်ဆိုလို့ရှိရင်လေဒီ Miss Universe မြန်မာအသစ်ဖြစ်လာမယ်အလှမယ်အနေနဲ့ကကြတော့ဒီပြင်ဆင်ချိန်တိတ်မရှိဘူးဖြစ်သွားမယ်ပေါ့နော်ဘာလို့ဆိုရင် Miss Universe ပွဲကလည်းသူက October October တော့ November တော့အဲ့လောက်မှာကျင်းပတာဆိုလေ